ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်ကမစားခင်မှာ channel subscribe လုပ်ပြီးတော့ဗီနာအကောင့်လုံးနှိပ် VPN လေးဖြွင့်ကြည့်ပေးကြပါဦးလေမေတ္တာရခင်ဗျာစေဆိုတော့ဒီနေ့မှာကတော့ပြန်လည်ခန်းစားငယ်ဘွားရုပ်ရှင်များကဏ္ဍလိုပဲပြောရမလားကျွန်တော်ထောင်ကွာ63တုံးကထွက်ရှိပြီးတော့လူတိုင်းသိပြီးသားရုပ်ရှင်ဇာတ်ကားတကောက်ကို recap ပြန်ပြီးတော့တင်ဆက်ပေးကြပါမယ်ဆိုတော့ဒီကံရုံရှင်ကားတကားပဲတဲ့ Jurassic Park ကိုတင်ဆက်ပေးမှာဖြစ်ပြီးတော့ Dryden Stevens Spielberg ရဲ့လက်ရာတွေတက်ကတစ်ခုဖြစ်ပြီး Dinosaur ရုပ်ရှင်တွေမှာဇလန်းဆိုင်အခိုင်အမာဆုံးရုပ်ရှင်ဖြစ်ပါတယ် နောက်ထွက်လာမဲ့ဒိုင်နိုဆောရုပ်ရှင်တွေအားလုံးကဒီဇက်ကောက်ကိုစုတူပြုတ်ခဲ့ရတာပါစပီဘာချက်ဒီဒိုင်နိုဆောရုပ်ရှင်ဟာ theory ဘိုင်းတွေကိုပါအမှန်ဆုံးနဲ့အနည်းဆက်ဆုံးရရှိအောင်ရိုက်ကူးထားတဲ့အတွက်ဒီလောက်ထိအောင်မြင်မှုတွေလည်းအများကြီးရရှိခဲ့တာဖြစ်ပါတယ်လိုခဲ့တဲ့နှစ်ပေါင်း65သန်းလောက်ကမျိုးတုံးပျောက်ကွယ်သွားတဲ့ကဘာမင်းရဲ့ရှေးဦးသက်ရှိမျိုးနွယ်ဒိုင်နိုဆောတွေကိုကျွန်တော်အားလုံးစိတ်ဝင်စားကြပြီးတော့စပီဘာချက်ကဒီဇက်ကားထဲမှာဒိုင်နိုဆောတွေကအခုလက်ရှိကာလမှာပြန်လည်ပြီးတော့အသက်ရှင်လာရင်းစွဲစိတ်ကူးစိတ်တန်းတဲ့ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာဖြစ်ပါတယ် တေးဥဆောင်နေနေကလည်း Sam Lee, Jacob Blon, Laura Dan နဲ့ Richard Attenborough တို့လိုနာမည်ကျော်တေးဥဆောင်တွေပါဝင်ထားတာပါဆိုတော့ဇလန်ချီကတော့ John Hammond ဆိုတဲ့တတိယတောက်က Costa Rica ကမ်းလုံမှာဂျုံးတခုငှားပြီးတော့ဇီဝတဘာဝဥယျာဉ်ကြီးကိုတိဆောက်ပါတယ်သူကဒီဥယျာဉ်မှာမျိုးတုံးပျောက်ကွယ်သွားပြီဖြစ်တဲ့ Dinosaur တွေကိုမျိုးဇီဝပညာရှင်တွေအကူအညီနဲ့ပြန်လဲတားဖောက်ပြီးတော့ပြသဖို့လုပ်တာပါဒါမဲ့ dinosaur တွေလက်ချက်ကြောင့်ဝေနှန်းတွေတည်ကြည်တာရှိလာမှာတော့ဝေဖန်မှုတွေရှိလာပြီးဒီဥယျာဉ်ကိုဘေးကင်းကြောင်းပညာရှင်တွေစီကထောက်ခံချက်ယူရဖို့ဖြစ်လာပါတယ် အိုင်မာရီဒိုင်နိုဆောရုပ်ကြွင်းပညာရှင်တွေ၂ယောက်နဲ့တင်ကြပညာရှင်တယောက်ကိုကျုံးစီဖိတ်ခေါ်လိုက်ပါတော့တယ်။အိုင်ပညာရှင်တွေဒီကျုံးမှာဘာဒီကျုံးရမလဲ။ဒိုင်နိုဆောဥယျာဉ်ကြီးကတကယ်ပဲလုံခြုံလားဆိုတော့ Let's go ကျွန်တော်ဒီနေ့မှာစပြီးတော့ကြည့်လိုက်ရအောင်ပါ။1993လုံးကထွက်ရှိထားတဲ့ The Jurassic Park ဖြစ်ပါတယ်ခင်ဗျာ။စကားရှာမော်ကော့စတာရီကာကမ်းလွယ်အနောက်ဘက်မိုင်120အကွာကကျွန်းတစ်ခုမှာစတင်ထားပါတယ် လက်နက်ကင်ထားတဲ့အဆောင်ချက်အများပြားနဲ့ဝင်းနိုင်တွေကကိုနေနာတလုံးထဲကတရဝါကြီးတကောင်ကိုလောင်အင်းလိုနေရာတစ်ခုထဲထည့်ဖို့လုပ်နေတာပါအဲ့ဒီမှာရင်ကန်ကောင်းအကြောင်းမလားတဲ့ဝင်းနန်းတယောက်ကိုတရဝါကြီးကတိုက်ခိုက်ခဲ့တဲ့တော့အကုန်လုံးထိပ်ပြားပြီးဖြစ်ကုန်ပြီးတော့ဝိုင်းကယ်တင်မှုလုပ်ပါတယ်တို့တွေဒီတရဝါကြီးကိုထိန်းသိမ်းနိုင်မှုလုပ်နေပြီမဲ့နောက်ဆုံးမှာတော့ကန်ဆိုးတဲ့ဝင်းနန်းဟာတရဝါကြီးရဲ့လက်ချက်နဲ့တီဆုံးသွားပါတော့တယ်နောက်တစ်ခါမှာတော့ဒေါ်နယ်လို့ခေါ်တဲ့ရှေ့နေတယောက်ကဒေါမနီကန်သမ္မတနိုင်ငံဘိုင်းတွင်တစ်ခုကိုရောက်လာတာကိုမြင်ကြပါတယ်အဲ့ရှေ့နေကခုနကတရဝါကြီးတွေရှိတဲ့ကျွန်းကို ပိုင်ဆိုင်သူဂျွန်ဟန်မွန်ဆွဲတထည့်ရဲ့ယင်းဒီမြုံနံမှုတွေဘက်ကရှေ့နေပါဂျွန်မွန်ကကော့စတာရီကာကမ်းလွန်ကကျိုးမမဂျရက်ဆစ်ဥယင်ဆိုတဲ့ဇီဝတဘာဝပန်းကြံတစ်ခုကိုတီးဆောင်နေရဖြစ်ပြီးတော့မကြာခင်ကအလုံသမားတယောက်တေဆုံးသွားတဲ့အတွက်ရော်ချင်းအနေနဲ့ဒေါ်လာတန်းနဲ့ချီပြီးတော့ပေးခဲ့ရပါတယ်ဒါပြင်ဒီဥယင်လုံခြုံမှုအတွက်မေးခွန်းတွေလည်းထုတ်လာကြပြီးတော့ယင်းဒီမြုံနံသူတွေကလည်းလက်တွန့်နေတဲ့အခြေအနေမှာရှိနေပါတယ်ဒီတော့ဒီဥယင်ကလူတွေအတွက်ဘေးကင်းကြောင်ကျွမ်းကျင်သူတွေစီကထောက်ခံချက်ရဖို့လိုနေပါတယ်ဒေါ်နယ်ကဒီမိုင်းတွင်းကိုလာစစ်ဆေးနေတဲ့ရုပ်ချင်းပညာရှင် ဒေါက်တာဂရန့်ဗမာရှိလဲဆိုတာလာပြီးတော့စုံစမ်းလာလေဖြစ်ပါတယ်။အဲ့ဒီမိုင်းတွဲမှာတော့တူးဖော်သူတွေကပရင်းထဲမှာတေဆုံနေချင်းကောင်ကိုရှာတွေ့လိုက်ပါတယ်။တစ်ဖက်မှာရုပ်ကြွင်းပညာရှင်ဒေါက်တာဂရန့်နဲ့ဒေါက်တာဆက်တလာတို့ကမွန်ဒနာပြည်နယ်တနင်္လာမှာဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကိုတူးဖော်နေကြပါတယ်။သူတို့တူးဖော်လိုက်တဲ့ဒိုင်နိုဆောရုပ်ကြွင်းက Velociraptor မျိုးနွယ်ဖြစ်ပြီးတော့ငှက်တွေနဲ့ပုံစံတူတယ်လို့ဒေါက်တာဂရန့်ကပြောပါတယ်။ဘေးကဒေသခံတွေကသူပြောတာကိုဝိုင်းပြီးတော့နားထောင်နေကြပြီးကလေးမလေးတယောက်ကဒိုင်နိုဆောတွေကတိတ်လဲကြောက်ဖို့မကောင်းပါဘူးလို့ပြောလိုက်ပါတယ်။ ကလေးတွေကိုတိတ်ကြည့်များတဲ့ဒေါက်တာဂရန့်က Velociraptor တွေနဲ့မင်းတွေ့ရင်သူတို့ကမင်းကိုလေမြမြမဲဝိုင်းပြီးတော့တိုက်ခိုက်ကြလိမ့်မယ်လို့ပြောပါတယ်။သူတို့ကအုပ်စုဖွဲ့ပူးပေါင်းတိုက်ခိုက်တတ်တဲ့မျိုးနွယ်ဖြစ်ပြီးတော့ခြေထောက်ကခြေသေးတွေကတင်းနှုံးသားတွေလိုထတ်ချောင်းခြောက်လိုက်ပါတယ်။အဲဒီမှာတော့သူတို့ရဲ့ဒိုင်နိုဆောရုပ်ကြွင်းတူးဖော်တဲ့နေရာကိုရဟရင်တစည်းရောက်လာတာကြောင့်ဆက်သက်ထားဖို့အ мян သွားပြီးတော့ပြောရပါတယ်။ဒါမဲ့ရဟရင်မောင်းသမားကသူတို့စခန်းချတဲ့နောက်တွဲကားစီညွန်ပြတာကြောင့်ဒေါက်တာဂရန့်လည်းသူ့နေရာစီကိုပြေးလာပါတယ်။ အထက်ရောက်တော့လူစိမ်းတယောက်ကိုမြင်လိုက်ပြီးတော့ပိုင်ဆိုးပိုင်နေတဲ့သူတို့ရဲ့ရှမ်မိန်ပလင်းကိုဖွင့်နေတဲ့အတွက်ဒေါက်တာဂရန့်တယောက်ဒေါသထွက်သွားပါတော့တယ်တကယ်တော့အဲ့လူကဂျွန်ဟန်ဘွန်ဖြစ်ပြီးတော့သူကဒေါက်တာဂရန့်ရဲ့သူ့တည်တနာတွေအတွက်နှစ်စဉ်ငွေကြေးထောက်ပံ့ပေးနေတဲ့သူလည်းဖြစ်ပါတယ်ဒေါက်တာဆက်တလာကလည်းရောက်လာပြီးတော့ခုမှပဲဂျွန်ဟန်ဘွန်ကိုသူတို့မြင်ဘူးတာဖြစ်ပါတယ်ဂျွန်ဟန်ဘွန်ကသူ့ရဲ့ Jurassic ဥယျင်ကိစ္စပြောဖို့အတွက်ဒေါက်တာဂရန့်လို့စီကိုရောက်လာခဲ့တာပါသူက Costa Rica ကမ်းလွန်ကကျွန်းတစ်ခုကိုလွန်ခဲ့တဲ့9နှစ်ခရဲကအစိုးရဆရာငှားပြီးတော့ ဒရိတ်ဆန်ယုံလိုမျိုးဇီဝဆိုင်ရာတဘာဝဥယျာဉ်တစ်ခုလုံနေတာလို့ပြောပြပါတယ်။နောက်နေ့ထဲမှာဒီဥယျာဉ်ကိုစဖွင့်လှစ်ဖို့အတွက်ပြင်ဆင်ထားပြီးမြေလက်ရှိမှာတော့ဝေဖန်မှုတွေကြောင့်အခက်အခဲဖြစ်နေပါတယ်။ဒီအတွက်ဒေါက်တာဂရန်တို့လိုကျွမ်းကျင်ပညာရှင်တွေစီကဒီဥယျာဉ်ဟာဘေးကင်းကြောင်းထောက်ခံချက်ရဖို့အတွက်လာခဲ့တာဖြစ်ပါတယ်။သူကဒေါက်တာဂရန်တို့ကိုဥယျာဉ်စီကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပြီးတော့စိတ်ကြိုက်အကဲဖြတ်လို့ရတယ်လို့ပြောပါတယ်။ဒေါက်တာဂရန်တို့ကဘလို့ဥယျာဉ်လဲလို့မေးပေမဲ့ဟန်မောကမဖြေပါဘူး။စာပိုင်းမှာဒေါက်တာဂရန်တို့ကညင်းလိုက်ပေမဲ့ဟန်မောကသူနဲ့လိုက်ခဲ့ရင်ဒေါက်တာဂရန်တို့ရဲ့သူ့တွေတနာတွေအတွက် နောက်ထပ်3နှစ်စာအပြည့်ဝငွေကြေးထောက်ပံ့မယ်လို့ပြောလိုက်ပါတော့တယ်။တပတ်မှာဂျွမ်မိုးရဲ့ဥယင်ကကွန်ပျူတာပညာရှင် Dennis Nadri ကဟန်မိုးရဲ့ပြိုင်ဘက်ကုမ္ပဏီ Dorsam ဆိုတဲ့လူတယောက်နဲ့တွေ့နေပါတယ်။ Dorsam ကသူ့ကိုဒေါ်လာ9သိန်းခွဲပေးပြီးတော့ဂျွမ်မိုးရဲ့ဓာတ်ခွဲကန်းကဒိုင်နိုဆောသရေသားလောင်းတွေကိုခိုးထုတ်ပေးဖို့ပြောနေပါတယ်။အစီအစဉ်အောင်မြင်ဒေါ်လာ1သန်းခွဲထိပေးမှာပါ။ဒိုင်နိုဆောသရေသားလောင်း DNA တွေကိုတော့အဆောင်တွေမရိပ်မိအောင်မိုးစိတ်ရိတ်ခရင်ဘူးပုံစံတွေကိုထည့်လာဖို့တော့ပြောလိုက်ပါတယ်။ ။ဒါပေမဲ့ဒေါက်တာဂရန်တို့ကတော့ဂျွမ်မွန်နဲ့အတူ Jurassic ဥယျံကိုရဟတ်ရင်နဲ့လာနေကြပါပြီ။သူတို့နဲ့အတူဒေါ်နဲဆွဲရှေ့အနေနဲ့တင်ညာပညာရှင်မဲကွန်တို့လည်းပါဝင်လာပါတယ်။ဒီ Jurassic ဥယျံကိုဒေါက်တာဂရန်ဒေါက်တာဆက်တလာနဲ့မဲကွန်တို့ကအကဲဖြတ်မှာဖြစ်ပါတယ်။ဂျွန်နဲ့သူတို့ဖွဲ့တွေဂျွန်ဘော်ရောက်လာပြီးတော့လှပတဲ့ရေဒဂွန်တစ်ခုနားမှာရဟရင်ကိုရက်လိုက်ပါတယ်။အဲနောက်မှာကားရီနဲ့ဂီးဆက်လာကြပြီးတော့ဂျွန်ပပတ်လေကိုလျှက်ဆက်လွတ်ထားတဲ့မြင်မာတဲ့တန်ဒရိုင်းတွေနဲ့ကာရင်ထားတာကိုလည်းမြင်ရပါတယ်။ဒီဥယျံကမိုင်90ပတ်လည်ရှိပြီးတော့ လှုပ်ရှားမှုအာယုံခံစနစ်တွေပါတပ်ဆင်ထားတာပါဂျွမ်မောင်ကဒီဥယျာဉ်အတွက်ယင်းနီမြုံနံမှုတွေဒေါ်လာတန်းနဲ့ချီပြီးတော့ကုန်ကြခံပြီးတိဆောက်ထားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့လွေမင်တစ်ခုကိုရောက်လာမှာတော့ဒေါက်တာဂရန့်ဟာတစုံတစ်ခုကိုမြင်လိုက်ပြီးသူ့မျက်လုံးကိုသူမယုံနိုင်ဖြစ်နေရပါတယ်ဒေါက်တာဆက်တလာကလည်းဒေါက်တာဂရန့်ပြတော့မှအဲ့ဒီယာကိုမြင်လိုက်ရပြီးတော့ဗဇာအဟောင်းသားဖြစ်သွားပါတယ်အဲ့ဒါကတော့ P 30မကရှိတဲ့ Brachiosaurus မျိုးနဲ့တက်ရှိဒိုင်နိုဆောကြီးပဲဖြစ်ပါတယ်ဒေါက်တာဂရန့်ကတော့ဒိုင်နိုဆောအစစ်ကြီးကိုမြင်လိုက်တဲ့အတွက်မယုံနိုင်ဖြစ်ပြီးတော့ မေ့လဲတော့မလို့ဖြစ်နေပါပြီ။ဒါမဲ့သူတို့မြင်နေရတဲ့တကောင်တည်းမဟုတ်ပဲဒီဥယျာဉ်ထဲမှာတခြားဒိုင်နိုဆောမျိုးစိတ်တွေလည်းအများကြီးရှိနေတာကိုတွေ့လိုက်ရပါတော့လေ။အဲနောက်တော့ဂျွမ်ဘုံကသူတို့ကိုဥယျာဉ်ထဲကအေဂီယာစီခေါ်လာပြီးတော့ဒီဒိုင်နိုဆောတွေကိုဘလို့ပြန်ပြီးတော့ဖန်တီးကြလေဆိုတာကိုရှင်းပြပါလေ။လွန်ခဲ့တဲ့နှစ်ပေါင်းသန်းတရာဒိုင်နိုဆောတွေရှိတဲ့ခေတ်ကအခုခေတ်လိုပဲခြေတွေရှိခဲ့ပါလေ။သူတို့ကဒိုင်နိုဆောတွေကိုလည်းသူတို့သဘာဝတိုင်းတွေးတွေစုပ်ပြီးတော့တချို့ခြေတွေဟာတွေးစုပ်ပြီးပြီးချင်းတစ်ပင်မှာနားနေတော့တစ်ဆေးတွေနဲ့ပိတ်မိသွားတတ်ကြပါလေ။ နှစ်ပေါင်းများစွာကြာလာခါမှာတစ်ဆေးတွေကမာကျောလာပြီးပရင်လို့ခေါ်တဲ့တစ်ဆေးရုပ်ကျွေးနေဖြစ်လာတာပါချင်းကနှစ်တန်းပေါင်းများစွာပရင်ထဲမှာပိတ်မိသေးဆုံးနေပြီးတော့ဒီချင်းစီကနေသွေးတွေကိုနှီးပညာနဲ့ထုတ်ယူခဲ့ကြတာဖြစ်ပါတယ်ဂျွမ်မွန်ရဲ့မျိုးဗီဇပညာရှင်တွေကဒီလိုချင်းတွေစီကနေဒိုင်နိုဆောသွေးတွေကိုရရှိခဲ့ပြီးတော့အဲ့ဒီကနေတစ်ဆင့်ဒိုင်နိုဆော DNA ကိုရရှိခဲ့တာပါဒီ DNA ကိုစူပါကွန်ပျူတာတွေပညာရှင်တွေနဲ့ပေါင်းပြီးတော့ဒိုင်နိုဆောသားပေါက်လေးတွေဖြစ်လာအောင်ဖန်တီးခဲ့တာပဲဖြစ်ပါတော့တယ် ဂျွမ်မွန်ကသူတို့ကိုဒိုင်နိုဆောဥတွေကိုဖန်တီးနေတဲ့မျိုးဗီဇပညာရှင်တွေရဲ့ဓာတ်ခွဲကန်းကိုလည်းခေါ်သွားခဲ့ပါတယ်။အဲဒီမှာသူတို့ဒိုင်နိုဆောဥတွေအများကြီးကိုမြင်လိုက်ရပြီး Velociraptor မျိုးစိတ်ဒိုင်နိုဆောတကောင်ပေါက်လာတာကိုပါမြင်လိုက်ရပါတယ်။မျိုးဗီဇပညာရှင် Henry ဆိုသူကလုံခြုံရေးကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီမှာဒိုင်နိုဆောတွေကိုတဘာဝတိုင်းမွေးဖွားခွင့်မပေးကြောင်းအကောင်ရေအတွက်ကိုထိန်းချုပ်ပြီးတော့လိုအပ်တဲ့အတိုင်းသာတားဖောက်တာဖြစ်တယ်လို့ပြောပြပါတယ်။ဒီအတွက် Jurassic ဥယျာဉ်မှာဒိုင်နိုဆောတွေအကုန်လုံးကိုအမရီသာဖောက်ပေးထားတာဖြစ်ပါတယ်။ ေါက်တာမေကွန်ကအဲ့လိုထိန်းချုပ်ထားတာမဟုတ်သေးကြောင်းပြောပြီးတော့တမိုင်းုံပြန်ကြည့်ရင်စင်ကဲဖြစ်စင်ဆိုတာရှိကြောင်းတက်ရှိတွေကအခက်ခဲကြုံလာရင်ပြောင်းလဲဖို့ကြိုးစားကြလိမ့်မယ်လို့သတိပေးပါတယ်။အပြင်မှာတော့နွားတကောင် Velociraptor တွေအတွက်အစာဖြစ်တဲ့ကြွေးနေအောင်မြင်လိုက်ရပြီးဒေါက်တာဂရန့်တို့အနေငယ်တုံ့နှုတ်သွားကြပါတယ်။အဲ့ချိန်မှာပဲ Robert Mardon ဆိုတဲ့ဒီဥယင်ကလုံခြုံရေးအဖွဲ့ခေါင်းဆောင်ရောက်လာပါတယ်။သူက Velociraptor တွေက၈လအတွင်းမှာအမြန်ပဲကြီးထွားလာပြီးအမြန်နှုန်းကလည်းခြေထားကြက်တစ်တွေလိုတနအီကို -60 လောက်ထိရှိတယ်လို့ပြောလိုက်ပါတယ်။ ညာရင်လည်းအလွန်မြင့်ပြီးတော့ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်းအခုလဲသူတို့ကိုခတ်ထားတဲ့လျှက်စစ်လွတ်ထားတဲ့ CEO တွေရဲ့အားအနေချက်ကိုလိုက်ရှာနေကြောင်းပြောပြပါတယ်။အိုင်နောက်တော့သူတို့နေလေသားစားကြပြီးတော့ဟန်မုံကဥယျာဉ်ထဲကိုလှည့်ပတ်ဖို့ရင်တွင်နဲ့ပွဲကြီးစဉ်တွေလည်းတီဆောက်အောင်မယ်လို့ပြောပါတယ်။ရှင်းနေဒေါ်နယ်ကတော့ဒီဥယျာဉ်ဖွင့်ရင်လူကုန်တန်တွေကဒေါ်လာတောင်းနဲ့ချီပေးရလဲလာကြည့်ကြမှာပဲလို့ပြောလိုက်ပါတယ်။ဒေါက်တာမဲကွန်ကတော့ဒါကအန်ရီအများကြောင်းပြောပြီးဒိုင်နိုဆောတွေကတခြားမျိုးတုံးသွားတဲ့မျိုးစိတ်တွေနဲ့မတူကြောင်းပြောပြပါတယ်။တခြားမျိုးစိတ်တွေကတစ်တော်တွေပြုံးတီးတာ ဇယ်ရီစောက်ခဲ့တာလို့လူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်မျိုးတုံးကုန်တာဖြစ်ပေမဲ့ဒိုင်နိုဆောတွေကိုတော့တဘာဝတရားကြီးကမျိုးတုံးအောင်လှုပ်ခဲ့ပြီးသားလို့ပြောလိုက်ပါတယ်ဒေါက်တာဆက်တလာကလည်းဒီကျိုးမှာဒိုင်နိုဆောတွေပြန်ရှိလာတဲ့အတွက်မျိုးတုံးမိသားဂေယာစနစ်တစ်ခုထပ်ရောက်လာကြောင်းဒီနေရာမှာအစိတ်ဖြစ်စေနိုင်တဲ့အပင်တွေပေါက်နေပြီးတော့ဒါတွေကိုဖျက်ဆီးရင်ဒိုင်နိုဆောတွေကကာကွယ်ကြလိမ့်မယ်လို့သူအမြင်ကိုပြောလိုက်ပါတယ်ဒေါက်တာဂရန့်ကလည်းနှစ်သန်းပေါင်း65တန်းလောက်ကြာချားတဲ့ဒိုင်နိုဆောနဲ့လူသားမျိုးစိတ်နှစ်ခုရောနှောဖို့ဆိုတာမှဖြစ်နိုင်ဘူးလို့ပြောပါတယ်ဂျွန်ဟန်မွန်ကတော့လက်မခံဘဲ သူလှုပ်ထားတာကြီးကျယ်တဲ့ရှားဖွေတွေးရှိချက်လို့ပဲပြောလိုက်ပါတယ်။သူတို့ဆွေးနွေးညင်းခုံပြီးကြလို့မကြခင်မှာပဲဂျိုဟန်မွန်ရဲ့မိနီယောက်ဖြစ်တဲ့လက်စ်နဲ့တိမ်တို့ကရောက်လာပါတယ်။ဟန်မွန်ကဒေါက်တာဂရန်တို့အဖွဲ့ကိုဥယျာဉ်ထဲမှာလိုက်ပြရင်နဲ့ဒိုင်နိုဆောတွေကိုစိတ်ဝင်စားတဲ့သူမိနီယောက်ကိုပါတခါတည်းပြဖို့စီစဉ်ထားတာပါ။သူတို့နှစ်ယောက်ထဲကအငယ်ကောင်လေးတိမ်ကဒေါက်တာဂရန်ရေးတဲ့ဒိုင်နိုဆောမျိုးစိတ်တွေအကြောင်းစာအုပ်ကိုဖတ်ဖူးပြီးတော့ဒေါက်တာဂရန်ရဲ့ပြိတ္တလည်းဖြစ်ပါတယ်။ဒီတော့ကလေးမချစ်တဲ့ဒေါက်တာဂရန်နဲ့တိမ်စီကနေပတ်ပြေးနေရပါတယ်။ အဲဒီချိန်မှာကျွန်းရဲ့အနောက်ဘက်85မိုင်လောက်မှာမုံတိုင်းတစ်ခုလာနေရကိုဂျွမ်မွန်တို့သိလိုက်ရပါတယ်။တပတ်မှာဒေါက်တာဂရန်တို့ကတော့ကားနစီနဲ့ဥယျာဉ်ကိုပတ်ဖို့အတွက်ထွက်လာနေပါပြီ။ဂျုံကိုလည်းပတ်မဲ့ကားတွေကမောင်းသူမလို့အပ်ပဲတတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်းမောင်းနေနိုင်တဲ့လျှက်စက်ကားတွေဖြစ်ပါတယ်။ပြီးတော့သူတို့ဘယ်ရောက်နေတဲ့ဆိုတာကိုကြည့်နိုင်တဲ့မြေပုံတွေကားမှာပါသလိုခရီးကြောင်းအလိုလျောက်ရှင်းပြပေးမယ်လူတယောက်ရဲ့အတန်လင်းပါဝင်ပါတယ်။ဂျွမ်မွန်ကတော့သူတို့နဲ့မလိုက်ပဲထိန်းချုပ်ခန်းရနေပဲစောင့်နေတာပါ။ ဒေါက်တာဂရန်တို့တွေဂျူရက်စစ်ဥယျင်ကြီးတဲ့ကိုစားနေပြီးတော့ဝင်လာပြီးမကြာမီမှာပဲဒိုင်လိုဖော့ဆောရက်မျိုးနဲ့ဒိုင်နိုဆောအုပ်စုရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်ဒိုင်လိုဖော့ဆောရက်ကအစိုးဆုံးအသားစားသရဝါတစ်မျိုးဖြစ်ပြီးတော့သူတို့ရဲ့အစိတ်ပါတဲ့ဇရွေးနဲ့တိုက်ခိုက်တတ်ပါတယ်ဒီအစိတ်ကြောင့်သားကောင်းနဲ့အမြင်အအောင်ပျောက်ပြီးတော့မလုံရှားနိုင်တော့မှအေးစေးဖမ်းပြီးတော့စားတော့တတ်ကြတာဖြစ်ပါတယ်ဒေါက်တာဆက်တလာတို့ဒိုင်လိုဖော့ဆောရက်ကိုမြင်ရမယ်ဆိုလို့စိတ်လုံရှားနေပြီမဲ့ဒိုင်နိုဆောတွေကတောထဲကနေမထွက်လာတဲ့အတွက်မတွေ့လိုက်ရပါဘူး ဒီဥယျာမာကနောက်ပိုင်းမှာရင်းနှီးမြှုပ်နှံသူတွေလက်တွန့်နေတဲ့အတွက်ဝန်ထမ်းအင်အားတွေကိုလျှော့ချခဲ့ရပြီးကွန်ပျူတာစနစ်တွေပါဝင်တခြားချွင်းချက်တွေရှိနေပါတယ်အခုလဲဒေါက်တာဂရန့်တို့စီးသွားတဲ့ရင်းတွေကရှေ့မီးလုံးတွေမရတော့ကြောင်းပြနေပါတယ်ဂျွမ်မွန်ကတော့ရင်းနှီးမြှုပ်နှံမှုတွေပြန်ဝင်လာရင်ရှင်ပြေသွားပါလိမ့်မယ်လို့ပဲပြောနေပါတယ်တဖက်မှာဒေါက်တာဂရန့်တို့က T-Rex Dinosaur တွေရှိတဲ့နေရာကိုရောက်လာပြီးတော့ Dinosaur တွေကတောထဲကထွက်မလာတဲ့အတွက်စိတ်တကောင်းနဲ့မြားခုန်နေပါတယ်ဒါပေမဲ့ T-Rex တွေကအမဲလိုက်တဲ့မျိုးနွယ်တွေဖြစ်တဲ့အတွက်ဒီလိုအစာကျွေးတာကိုလာမစားပါဘူး စိတ်မရှိတဲ့ဒေါက်တာမဲခွန်ကတော့ဒိုင်နိုဆောတွေကိုငါတို့ဘယ်တော့မြင်ရမှာလဲလို့ဂျွန်ဟန်မုံကိုလှမ်းပြီးတော့မေးနေပါတယ်ဒေါက်တာဂရန်ကတော့စိတ်မရှိတော့တဲ့အတွက်ရင်မောင်ကနေဆင်းပြီးတော့တောထဲကိုထွက်လာပါတယ်သူနောက်ကနေဒေါက်တာဆတ်လာတို့နဲ့ကလေးတွေလည်းလိုက်လာခဲ့ပါတယ်အိုင်မာတွေမာတွန်းမျိုးနဲ့ဒိုင်နိုဆောကြီးတကောင်နေမကောင်းဖြစ်ပြီးတော့မြေပေါ်လဲနေတာကိုမြင်လိုက်ရပါတယ်ဒီဒိုင်နိုဆောက Velociraptor လို့အသားစားမျိုးနဲ့မဟုတ်တဲ့အတွက်အန္တရာယ်မရှိပါဘူးဒေါက်တာဆတ်လာကတော့ဒိုင်နိုဆောကိုစမ်းသပ်ကြည့်ပြီးတဲ့နောက်အစိတ်ရှိတဲ့အပင်ပင်ကိုစားမိသွားတာဖြစ်နိုင်တဲ့အတွက် ဒိုင်နိုဆောမက်ဆင်ကိုစစ်ဆေးကြည့်ဖို့လုပ်ပါလိမ့်။တပတ်မှာမုံတိုင်းအရှိန်ရော့မသွားတဲ့အတွက်ဂျွမ်မုံတို့ကဒေါက်တာဂရန့်ရဲ့ခီးစဉ်ကိုဖြတ်သိမ်းဖို့လုပ်ရပါတော့တယ်။အဲနောက်မှာတော့မိုးရီလည်းချိန်လာအတွက်ဒေါက်တာဂရန့်တို့ကပြန်လှည့်ဖို့လုပ်ကြပါလိမ့်။ဒေါက်တာဆက်တလာကတော့ဒိုင်နိုဆောကိုဆက်ပြီးတော့စမ်းသပ်ချင်းနေသေးတဲ့အတွက်ဒီမှာရှိနေဥယျာဉ်ကတရိတ်ဆန်ဆေးကူဆရာဝန်ဒေါက်တာဟာရင်နဲ့နေခဲ့လိုက်ပါလိမ့်။ဒေါက်တာဟာရင်ကလည်းသူ့မှာဂျစ်ကားပါတဲ့အတွက်ပြီးရင်ဒေါက်တာဆက်တလာကိုပြန်ပို့ပေးမယ်လို့ပြောလိုက်ပါလိမ့်။တပတ်မှာဒန်နစ်ဒက်ထရီကိုတော့ကျွန်းရဲ့စိတ်ကန်းအသင်းပေါ်မှာစောင့်နေတဲ့ ဒေါက်ဆိုင်လူကအမြန်လာဖို့ပြောနေခဲ့ပါတယ်။မုံတိုင်းလာတော့မှဖြစ်တဲ့အတွက်သင်းမောင်းထွားတော့မှဖြစ်ပြီးဒိုင်နိုဆောသတိသားလုံးကိုအမြန်ယူလာဖို့ပြောနေခဲ့တာပါ။အဲ့ဒါနဲ့နက်ထရီကဒိုင်နိုဆော DNA တွေသွားယူနိုင်ဖို့အတွက်ကွန်ပျူတာစနစ်တွေပြင်ဖို့လိုလို့လို့ပြောပြီးကျွန်းရဲ့လုံခြုံရေးစနစ်တွေကိုမိနစ်20အထိပိတ်ချလိုက်ပါတော့တယ်။ပြီးတော့ဓာတ်ခွဲကန်တွေကနေဒိုင်နိုဆော DNA တွေကိုသွားယူပြီးသင်းမောင်းစိတ်စီကိုသွားပို့နေပါတယ်။အဲ့ဒီချိန်မှာကျွန်းကလုံခြုံရေးစနစ်တွေအကုန်ပိတ်သွားတာဖြစ်တဲ့အတွက်ဒိုင်နိုဆောတွေကိုထိမ့်သိမ်းထားတဲ့ခြံစည်းရိုးတွေလည်းလျှက်စစ်လွတ်တာတွေရပ်သွားသလို ဒေါက်တာဂရန့်တို့ရဲ့ရင်တွေကလည်းရပ်တန့်သွားပါတော့တယ်။ထိန်းချုပ်ခန်းထဲမှာရှိနေဂျွမ်မွန်တို့ကလုံခြုံရေးစနစ်တွေကိုပြန်ဖွင့်ဖို့လုပ်ပေမဲ့နတ်ရီက password တွေခံထားအတွက်ဖွင့်လို့မရခဲ့ပါဘူး။ဂျွမ်မွန်တို့ကနတ်ရီစီကိုဖုန်းဆက်ကြည့်ပေမဲ့ဖုန်းလိုင်းတွေကလည်းပြတ်သွားခဲ့ပြီဖြစ်ပါတယ်။ဒါမှမဟုတ်နတ်ရီကလည်းမိုးရွာကြီးတဲ့ကားနဲ့သင်္ဘောစိတ်စီသွားနေပေမဲ့လမ်းပျောက်သွားပါတယ်။ဒေါက်တာဂရန့်တို့ရဲ့ရင်တွေကတော့ T-Rex dinosaur တွေရှိတဲ့နားမှာရပ်သွားတာဖြစ်ပြီးအငဲကောင်လေးတင်ကကားပေါ်ကညကြီးမှန်မြောင်းတစ်ခုတွေ့တဲ့အတွက်အရာကိုစမ်းသပ်ကြည့်နေခဲ့ပါတယ်။ အဲ့ချိန်မှာပဲခြေတံတစ်ခုကြားလိုက်ရပြီးတော့ရေကွက်ထဲကရေတွေတုံခါနေတာကိုမြင်လိုက်ရပါတယ်။ထင်းကညာကြီးမှန်မြောင်းနဲ့လှမ်းကြည့်တော့ဒီရက်တွေကိုကြွေးထားတဲ့စိတ်မရှိတော့တာကိုမြင်လိုက်ရပါတော့တယ်။မကြာခင်မှာပဲစိတ်ကိုစားနေတဲ့ဒိုင်နိုဆောကြီးကိုမြင်လိုက်ရပြီးရှင်နေဒေါ်နယ်ကကြောက်လန့်လန့်နဲ့ထွက်ပြီးသွားပါတော့တယ်။လျှက်စစ်လွတ်ထားတာမရှိတော့အတွက်ဒိုင်နိုဆောကြီးကခြံစည်းကိုဖြတ်ပြီးတော့အပြင်ကိုထွက်လာခဲ့ပါတယ်။ကလေးတွေကကြောက်လန့်နေပြီးတော့ဒေါက်တာဂရန့်တို့လည်းကားပေါ်ကနေပြီးတော့ကြည့်ပြီးတုံလှုံနေကြပါတယ်။ဒေါက်တာဂရန့်ကဒေါက်တာမဲခွန်းကိုလုံးဝမလှုပ်ဘူးပြောလိုက်ပြီး ဒီဒိုင်နိုဆောမျိုးစိတ်ရဲ့အမြင်ကလှုပ်ရှားမှုခြေအားခံလာလို့ပြောပြပါရယ်အဲအချိန်မှာဒိုင်နိုဆောကြီးကရှေးကားပေါ်ကကလေးတွေကိုမြင်သွားတဲ့အတွက်ကားကိုဖျက်ဆီးဖို့လုပ်နေခဲ့ပါပြီနောက်ဆုံးမှာတော့ကားမှောက်သွားပြီးတော့ကလေးနှောင်ဒုက္ခရောက်တော့မလို့ဖြစ်နေရပါတယ်အဲ့ဒါနဲ့ဒေါက်တာဂရန့်ကမိကြီးတစ်ခုကိုယူပြီးတော့ဒိုင်နိုဆောကိုမျှခေါ်လိုက်ပါတယ်ပြီးတော့မိကြီးကိုလွတ်ပြစ်လိုက်ပြီးဒေါက်တာမဲကွန်လည်းမိကြီးနဲ့မျှခေါ်တဲ့အတွက်ဒိုင်နိုဆောကမဲခွန်းနောက်ကိုဆက်လိုက်သွားခဲ့ပါတော့တယ်အဲ့နောက်မှာတော့ဒိုင်နိုဆောကမဲခွန်းနောက်ကိုလိုက်နေရှင်းနေဒေါ်နေပုံးနေတဲ့နေရာကိုတွေ့သွားခဲ့ပါတော့တယ် ဒေါ်နေကကြောင်လန့်ပြီးတော့လှုပ်ရှားနေတဲ့အတွက်ဒိုင်နိုဆောကသူ့ကိုတပစ်လိုက်ပါတော့တယ်ဒေါက်တာဂရန်ကကလေးတွေကိုကားတွေကနေဆွဲထုတ်ဖို့လုပ်နေပြီးတော့လက်စ်ကိုဆွဲထုတ်လိုက်နိုင်ခဲ့ပါတယ်အဲဒီအချိန်မှာပဲဒိုင်နိုဆောကသူတို့စီပြန်လှည့်လာတဲ့အတွက်ဒိုင်နိုဆောမမြင်အောင်ပုံနေရပြီးတော့အောက်ကကြောင်ထဲကိုဂျိုးနဲ့တွဲဆေးမှုလှုပ်ပါတယ်အပေါ်မှာရှိနေတဲ့ကားကတော့ဒိုင်နိုဆောလက်ချက်ကြောင့်ကြောင်ထဲပြုတ်ကြပြီးတေးပင်ပေါ်မှာတင်နေခဲ့ပါတော့တယ်တပတ်မှာတော့နေမကောင်းဖြစ်နေတဲ့ဒိုင်နိုဆောကိုကြည့်ပြီးတော့ကြံခဲ့တဲ့ဒေါက်တာဆက်တလာကတော့ဆရာဝန်နဲ့အတူတူပြန်လိုက်လာတဲ့အတွက်ထိန်းချုပ်ခန်းကိုပြန်ပြီးတော့ရောက်လာခဲ့ပါပြီ ဂျွမ်ဘုံကသူ့မိတွေကိုစိတ်မချတဲ့အတွက်လုံခြုံရေးဖွဲ့ခေါင်းဆောင်ရောဘတ်ကိုဂျေကားနဲ့သူ့မိတွေကိုသွားခေါ်ပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ဒေါက်တာဆက်လာလည်းရောဘတ်နဲ့တူလိုက်သွားခဲ့ပါတယ်။နက်ထရီကတော့တစ်ဖက်မှာတင်မောစိတ်စီကိုအချိန်မီရောက်ဖို့ရန်တမ်းမောင်းနေပြီးတန်နီယာမှာတော့သူကလမ်းချော်ပြီးတော့ကြောက်ထဲကိုထိုးကြသွားပါတော့တယ်။နက်ထရီတယောက်ကားကိုလမ်းပေါ်ပြန်တင်မို့လုံနေတဲ့အချိန်မှာပဲ Dialogue for Sorrow တကောင်နဲ့တွေ့ပါတော့တယ်။ Dialogue for Sorrow ကနက်ထရီကိုသူ့ရဲ့ဇဒွေးတွေနဲ့မျက်လုံးမမြင်ရတော့အောင်တိုက်ခတ်လိုက်ပြီးတော့နက်ထရီလည်းကြောက်လန့်လန့်နဲ့ကားပေါ်တက်ပြေးဖို့လုပ်ပါတယ်။ ဒါမဲ့အချိန်မမီတော့ပဲလောဘကြီးတဲ့နာဒရီတောက်ဒိုင်နိုဆောစာမိပြီးတော့တေဆုံးသွားခဲ့ပါတော့လေဒေါက်တာဂရန့်နဲ့လက်စတိုကကြောက်ထဲရောက်နေပြီးတော့ဒေါက်တာဂရန့်ကတင်ပင်မော်တင်နေတဲ့ကားပေါ်တင်းကိုကယ်ဖို့လှုပ်ပါတော့လေလက်စကာတော့ခုချိန်ထိကြောက်လန့်တုံလှုပ်နေတဲ့အတွက်ဒေါက်တာဂရန့်ကသူ့ကိုစိတ်ငြိမ်အောင်လှုပ်ပေးနေပါတယ်ပြီးတော့ဂရန့်ကတင်ပင်မော်တက်ပြီးတော့တင်းကိုသွားခဲ့ပါတယ်သူတို့နှစ်ယောက်အောက်ကိုရောက်တဲ့အချိန်မှာပဲတင်ပင်မော်ကကားကြီးကလည်းပြုတ်ကျလာပါတော့လေအဲဒီအချိန်မှာပဲရောဘန်နဲ့ဒေါက်တာဆက်တလာတို့လည်းရောက်လာပြီးတော့ချန်စီယိုတွေပြက်စီးနေပြီးဆိုတာကိုမြင်တော့အချိန်တွေကိုသဘောပေါက်သွားခဲ့ပါတယ် သူတို့လမ်းပေါ်မှာဒဏ်ရာရပြီးတော့လဲနေတဲ့ဒေါက်တာမေကွန်းမြင်လိုက်တဲ့တော့ဂျက်ကားပေါ်ကိုတင်ပေးလိုက်ပါတယ်ဒေါက်တာဆက်တလာကနောက်ကားစီးကိုလိုက်ရှာတော့ကြောက်သေးကြနဲ့ကားကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ဒေါက်တာဂရန်တို့ကတော့ထွက်သွားပြီဖြစ်တဲ့တော့သူတို့ကိုမတွေ့ရတော့ပါဘူးအဲ့အချိန်မှာပဲဒေါက်တာမေကွန်းတို့ရဲ့ဂျက်ကားနားကိုခုနကဒိုင်နိုဆိုကြီးကတစ်ခေါက်ပြန်လှည့်လာတဲ့တော့ဒေါက်တာဆက်တလာတို့သုံးယောက်အမြန်မောင်းပြေးလာခဲ့ရပါတယ်ဒိုင်နိုဆိုကြီးကသူတို့နောက်ကနေအမြန်ပြေးလိုက်လာနေပြီမဲ့နောက်ဆုံးတော့သူတို့တွေတီတီလေးလွတ်သွားခဲ့ပါတယ်ဒေါက်တာဂရန်တို့ဒိုင်နိုဆိုရီရန်ကလွတ်အောင်ကလေးမျိုးကိုသစ်ပိအင်းတစ်ပိမခေါ်လာခဲ့ပါတယ် အဲဒီမှာရင် Brachiosaurus မျိုးနွယ် Dinosaur ကြီးတွေကိုမြင်လိုက်ရတာပါဒီ Dinosaur ကြီးတွေကအရွက်ပဲစားတဲ့အတွက်အန်ဒီရတော့မရှိပါဘူးဒေါက်တာ Grant ကအခုတော့ကလေးတွေနဲ့အဆင်ပြေသွားပြီဖြစ်ပြီးကလေးနှစ်ကောင်သူတညာလုံးစောင့်မိမဲ့အိတ်ကြတော့လို့ပြောလိုက်ပါတယ်ဒေါက်တာ Sattler ကတော့ Joan Monosi ပြောင်းလာပြီးတော့ Han Mon ကလည်းသူမြည်တွေနဲ့စိတ်ပူနေပါတယ်ဒါမှလည်း Dinosaur ကျွမ်းကျင်တဲ့ဒေါက်တာ Grant နဲ့သူရှိနေတာဖြစ်တဲ့အတွက်နည်းနည်းတော့စိတ်သက်သာရခဲ့ပါတယ်သူကအခုချိန်ထိစိတ်မလျှော့သေးပဲဒီတစ်ခေါက်ကကွန်ပျူတာပညာရှင် Nadri နဲ့အလိုလျောက်စနစ်တွေကိုအားကိုးခဲ့လို့ ်အခုလိုစနစ်တွေမှိုင်းကုန်တာဖြစ်ကြောင်းပြောပြီးနောက်တစ်ခါဆိုဒီဥယျာဉ်ကိုပိုကောင်းအောင်လုပ်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဒေါက်တာဆက်တလာကတော့ဒီလောက်လူတွေသေနေအောင်ရှင်းနားမလည်သေးဘူးလားလို့ပိတ်ကောပြစ်လိုက်ပါတယ်ဒုနဲ့နောက်တနေ့မနက်ကိုတောင်ရောက်လာခဲ့ပါပြီဘရက်ကီယိုဆော့ရက်ကြီးတကောင်ကသူတို့တစ်ပင်ကသေရွက်တွေကိုလာစားနေတဲ့အတွက်လက်စ်လေးထိတ်လန့်သွားခဲ့ပါတယ်ဒေါက်တာဂရန့်ကဒိုင်နိုဆောကြီးကိုသေရွက်တွေကျွေးလိုက်ပြီးဒိမ်ကဒိုင်နိုဆောကြီးကိုကင်ကြည့်နေပါတယ်ဒေါက်တာဂရန့်ကိုကလေးနှောင်းကိုခေါ်ပြီးတော့ပြန်လာဖို့လုံရင်းနဲ့လမ်းမှာဒိုင်နိုဆောဥတွေပေါက်ထားတာကိုတွေးလိုက်ရပါတယ် ဒီမှာဒိုင်နိုဆောတွေကိုသူတို့ဟာသူတို့မျိုးပွား권ပေးမထားပေမဲ့ဒိုင်နိုဆောတွေကသူ့ဟာသူမျိုးပွားနေကြရည်ပဲဖြစ်ပါတယ်။မျိုးစည်းဝါပညာရှင်တွေကဒိုင်နိုဆော DNA တွေကနေအကောင်ဖောက်ရမှာဇီဝလိုအပ်ချက်ကိုဖြည့်ဖို့ဖျက်ပြုတ်ရဲ့ DNA ကိုထည့်ပေးခဲ့ရပါတယ်။အနောက်အာဖရိကမှာတချို့ဖျက်ပြုတ်တွေကလိန်တစ်ခုတည်းကနေမျိုးအောင်နိုင်ပြီးတော့အခုလဲဒိုင်နိုဆောတွေကအဲ့ဒီလိုမျိုးပွားလာနေတာပဲဖြစ်ပါတယ်။ဒေါက်တာမဲကွန်ပြောသလိုပဲတတ်ရှိတွေကိုထိန်းချုပ်ထားလို့မရပဲအခုတော့သူတို့ထွက်ပေါက်ရှာတွေ့သွားခဲ့ပြီဖြစ်ပါတယ်။တမမဂျွမ်မိုကတော့နက်ထရီရဲ့ပတ်စဝတ်ကြောင့်သူတို့တွေလုံခြုံရေးစနစ်ကို ပြန်ဖွင့်မရတဲ့တူစနေကြီးတစ်ခုလုံးကိုပိတ်ချဖို့သူ့လူတွေကိုခိုင်းလိုက်ပါတော့တယ်အဲဒီလိုအကုန်လုံးပိတ်ချမှသာခဏနေလုံခြုံရေးစနစ်တွေအကုန်အစကနေအလိုလျောက်ပြန်ပွင့်လာမှာပါဒါမဲ့ဒီလိုတစ်ခါမှမလုပ်ဘူးတဲ့အတွက်လုံခြုံရေးစနစ်တွေပြန်ပွင့်မလာမှာကိုသူ့လူတွေကစိုးရိမ်နေခဲ့ကြပါတယ်ဒါပြင်ဒီကျိုးမမရှိတဲ့ဒိုင်နိုဆောတွေကိုမျိုးဗီဇာပညာရှင်တွေကဇီဝကံမချုံရင်ကြတစ်ခုထည့်ပေးထားပြီးတော့အဲ့ဒါကတော့ line ရှင်းတက်လို့ခေါ်တဲ့ amino acid ကိုမထုတ်လုပ်နိုင်တာပါဒီဓာတ်ကိုကျွန်းရဲ့ကွန်ပျူတာစနစ်ကနေထုတ်ပေးနေတာဖြစ်ပြီး ဒိုင်နိုဆောတွေဒီကျုံးပြင်မှာဆိုရင်အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။အခုလိုစနစ်တွေအကုန်ပိတ်လိုက်ရင်ဒိုင်နိုဆောတွေလိုင်းစင်းတက်ချိုးတဲ့ပြီးတော့ပိုတောင်းကျမ်းနိုင်ခြင်းနဲ့မကြခင်မှာတည်ဆုံသွားကုန်နိုင်ခြင်းလည်းရှိနေပါတယ်။ဒါမဲ့ဂျွန်ဟန်ဘွန်ကတော့ပိတ်ပစ်လိုက်ဖို့ပြောတဲ့အတွက်သူတို့တွေကျုံးရဲ့လုံခြုံရေးစနစ်တွေအကုန်လုံးကိုပိတ်ချပစ်လိုက်ပါတော့တယ်။မကြခင်မှာပဲလုံခြုံရေးစနစ်တွေအစားကနေပြန်စတင်မယ်အချက်ပြတဲ့အတွက်သူတို့ရဲ့အကြံစီအောင်မြင်ခဲ့ပါတယ်။ဒါမဲ့အခက်အခဲတစ်ခုကတော့ကြံနေသေးပြီးစနစ်တွေကုန်ပြန်စတင်မှုဆိုရင်ဒီအစားအုပ်ရဲ့အစွန်မှာရှိတဲ့ ဂိုးတောင်တစ်ခုတည်းက breaker ခလုတ်တွေကိုပါပိတ်ပြီးတော့ပြန်ဖွင့်ရမှာပါဒေါက်တာ grand နဲ့ကလေးနှစ်ယောက်ကတော့ဒေါက်တာ settler တို့ရှိတဲ့ထိန်းချုပ်ခန်းကိုပြန်လာနေပြီလမ်းမှာ gallimimus မျိုးနွယ် dinosaur အုပ်ကြီးထွက်ပြေးနေတာကိုမြင်လိုက်ရပါတယ် dinosaur အုပ်ကြီးကသူတို့ဘက်တဲ့တဲ့လာနေတဲ့အတွက်ဒေါက်တာ grand တို့တွေတစ်ပင်တပင်အောက်မှာပုန်းနေရပါတယ်ဒီ gallimimus dinosaur တွေကို t-rex dinosaur ကြီးတကောင်ကလိုက်နေတာဖြစ်ပြီးတော့ dinosaur ရဲ့အမဲလိုက်ပွဲကိုသူတို့တွေမြင်လိုက်ကြရပါတော့တယ်တစ်ဖက်မှာဒေါက်တာ settler နဲ့ robert mardon တို့က breaker cloud တွေကိုသွားဖွင့်ဖို့လုပ်နေကြပါတယ် ဂျွမ်မွန်ကသူလဲလိုက်မယ်ဆိုတော့ဒေါက်တာဆက်လာကစကားပြောဆက်ကနေပဲလမ်းပြပေးဖို့ပြောလိုက်ပါတယ်။သူတို့တွေထိန်းချုပ်ခန်းထဲကထွက်လာတဲ့အချိန်မှာတော့ဒိုင်နိုဆိုတွေထဲမှာအန်ဒီရဲ့အများဆုံးမျိုးစိတ်တစ်ခုဖြစ်တဲ့ Velociraptor တွေကိုထိန်းချုပ်ထားတဲ့ခြံစည်းဟိုးတွေပျက်စီးနေတာကိုမြင်လိုက်ရပါတယ်။နတ်ရီလုံးကျုံရင်းစနစ်တွေကိုပိတ်သွားတော့က Velociraptor တွေကိုထိန်းသိမ်းတဲ့စနစ်မပါဝင်ခဲ့ပဲသူတို့တွေကကျုံးတစ်ခုလုံးရဲ့စနစ်တွေကိုပိတ်လိုက်မှသာ Velociraptor တွေပါလွတ်သွားတာဖြစ်ပါတယ်။ကိုရောင်နာကိုရောက်ခံနေတဲ့အချိန်မှာတော့ရောဘတ်ကဒေါက်တာဆက်လာကိုကိုရောင်ဒီရောက်အောင်ပြေးဖို့ပြောပြီး ငါတို့တွေအမဲလိုက်ခံရပြီလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ဒေါက်တာဆက်လာလဲရောဘတ်ကိုထားခဲ့ရပြီးတော့ဂိုးတောင်စီကိုပြေးပါတော့တယ်ဂိုးတောင်ထဲကိုရောက်တော့ဂျိုဟန်မွန်ကလိုအပ်တဲ့ဘရိတ်ကာခလုတ်တွေကိုဖွင့်ဖို့လမ်းညွန်ပေးတဲ့တော့ဒေါက်တာဆက်လာလဲတစ်ခုပြီးတစ်ခုဖွင့်နေခဲ့ပါတယ်ဒါမှမဟုတ်အဲ့ဒီချိန်မှာဒေါက်တာဂရန့်နဲ့ကလေးနှစ်ယောက်ကလျှက်စစ်ချန်စီယိုကိုစမ်းကြည့်နေပြီးတော့ဓာအားမလွတ်ထားတဲ့တော့ချန်စီယိုဘော်ကနေတွေ့တက်နေခဲ့ကြတာပါဒေါက်တာဆက်လာခလုတ်တွေအကုန်လုံးပြန်ဖွင့်ပြီးတဲ့အချိန်မှာဒေါက်တာဂရန့်နဲ့လက်စတိုကအောက်ကိုရောက်နေဖြစ်ပေမဲ့တိမ်ကတော့ချန်စီယိုပေါ်မှာပဲရှိနေပါသေးတယ် လျှက်စေးပြန်လွတ်တော့မယ်စွာကိုအချက်ပြတဲ့မိတွေလင်းလာတာကြောင့်ဒေါက်တာဂရန်ကတင်းကိုခုံဆင်းလာဖို့ပြောပေမယ့်တင်းကကြောက်နေတဲ့အတွက်ခုံဆင်းမလာခဲ့ပါဘူးမကြာခင်မှာပဲလျှက်စေးတွေပြန်ရလာပြီးတော့တင်းပြောက်ချန်စီဦးဘောကနေပြုတ်ကျသွားခဲ့ပါတော့တယ်တဖက်မှာဒေါက်တာဆက်တလာကလည်းခလုတ်တွေအကုန်ပြန်ဖွင့်ပြီးချိန်မှာဖလော်စီရတာတကောင်ကဂိုးတောင်ဖောက်ပြီးတော့သူ့ကိုတိုက်ခိုက်ဖို့လုပ်တဲ့အတွက်ထွက်ပြေးရပါတော့တယ်သူပခုံးပေါ်လူလက်တစ်ဖက်လာတင်းလုံးအရာကိုကြည့်လိုက်တော့လက်ပြတ်ကြီးဖြစ်နေတဲ့အတွက်ဆက်တလာတယောက်အမြန်ပြေးပါတော့တယ်တဖက်မှာရောဘတ်ဘာဒွန်က velociraptor တကောင်နောက်ကိုလိုက်နေပြီမဲ့ သူ့ဘေးကနေနောက်တစ်ကောင်ပေါ်လာပြီးတော့သူ့ကိုတလိုက်ပါတော့တယ်ဒေါက်တာဂရန်ကအသက်မရှူတော့တဲ့တင်ကိုရှေးဦးသူနာပြုနီးနဲ့အရေးပေါ်နှလုံးခုံအောင်လှုပ်ပေးနေပြီးတော့တင်နဲ့အသက်ပြန်ရှင်လာခဲ့ပါပြီအဲနောက်တော့သူတို့တွေဥယျင်ကအေဂီယာကိုပြန်ပြီးတော့ရောက်လာခဲ့ပါတယ်ဒေါက်တာဂရန် ကကလေးနှစ်ကောင်အထဲမှာထားခဲ့ပြီးတော့ဒေါက်တာဆတ်လာကိုသွားစားတော့ velociraptor တကောင်လက်ကနေထွက်ပြေးလာတာကိုမြင်လိုက်ရပါတယ်ကလေးနှစ်ယောက်ကတော့အထဲမှာမုံနေစားနေတဲ့အကြီးမားလေးကဒိုင်နိုဆောတကောင်ကိုမြင်လိုက်ရပါတယ်အရာနဲ့သူတို့မောင်နှမနှစ်ယောက်မိဖို့ကန်းနဲ့ဝင်ပြီးတော့ပုံနေကြပါတယ် လော့စ်ရတာနှစ်ကောင်းလေးမိဖို့ပန်းနဲ့လိုက်ဝင်လာပြီးတော့သူတို့နှစ်ယောက်ကိုရှာနေတဲ့အတွက်ကလေးနှောင်လည်းပတ်ပြီးတော့ပုံနေရတာပါအချိန်တော်ကြာကလေးနှောင်နဲ့ဒိုင်နိုဆောနှစ်ကောင်လိုက်တန်းပုံတန်းလုပ်ပြီးတော့ကစားပြီးတဲ့နောက်ကလေးနှောင်လည်းကန်ကောင်းပြီးတော့လွတ်မြောက်လာခဲ့ပါတယ်ဒေါက်တာဂရန့်နဲ့ဒေါက်တာဆက်တလာတို့ကဂျွန်မွန်နိုရှိယာထိန်းချုပ်ခန်းကိုရောက်လာခဲ့ကြပြီးသူတို့နောက်ကိုဗီလော့စ်ရတာသုံးကောင်လုံးလိုက်နေအောင်ကိုတီးလိုက်ရပါတယ်ကလေးတွေကမိဖို့ကန်းထဲကနေပြန်ထွက်လာပြီးတဲ့နောက်မှာဒေါက်တာဂရန့်တို့နဲ့တွေ့သွားတဲ့အတွက်သူတို့ကိုထိန်းချုပ်ခန်းနဲ့ခေါ်သွားခဲ့ပါတယ်ဒါမဲ့ထိန်းချုပ်ခန်းတကားကိုတော့ပိတ်လို့မရသေးပါဘူး ဒိုင်နိုဆောတကောင်တကောင်တွန်းဖွင့်ပြီးတော့ဝင်လာဖို့လုပ်နေတဲ့အတွက်ဒေါက်တာဂရန့်နဲ့ဒေါက်တာဆတ်လာတို့တကောင်ပွင့်မသွားအောင်တွန်းထားရပါလိမ့်အိုင်မာနဲ့ကွန်ပျူတာကျွမ်းနဲ့လက်စ်ကတကောင်ကိုကွန်ပျူတာကနေပိတ်နိုင်အောင်လုပ်ပါတော့တယ်ချိန်တော်ကြာသူးစားပြီးတဲ့နောက်မှာတော့လက်စ်ကထိန်းချုပ်ကန်တကောင်ကိုပိတ်လိုက်နိုင်ခဲ့ပါတော့တယ်ဒါပေမဲ့အချိန်ကြာကြာစိတ်လက်ကြီးမနေလိုက်ရပဲမကြခင်မှာပဲဒိုင်နိုဆောကခန်းတကားမှာရှိတဲ့မှန်ကိုခွဲပြီးတော့အထဲကိုဝင်လာခဲ့ပါတော့တယ်ဒေါက်တာဂရန့်တို့လည်းလေကားနဲ့အမိုးပေါ်တက်ပြီးတော့ထွက်ပြေးဖို့လုပ်ကြပါလိမ့်မကြခင်မှာပဲသူတို့တွေအေဂီယာခန်းမှာအပေါ်တက်ကိုရောက်လာခဲ့ပါတယ် ဒေါက်တာဂရန်ဒိုကခလေးတွေကိုခေါ်ပြီးတော့ဒိုင်နိုဆောအယိုးတွေဘောကနေအောက်ကိုဆေးမလုံနေပြီးတော့ဒိုင်နိုဆောတွေကသူတို့နောက်ကိုတောက်ရှောက်ကိုလိုက်နေခဲ့တာပါသူတို့ခက်ခဲနေအောက်ကိုရောက်လာတဲ့ချိန်မှာတော့သူတို့ကို Velociraptor ၃ခေါင်းဝိုင်းထားတာကိုတွေ့လိုက်ရပါတော့တယ်ဒေါက်တာဂရန်ဒိုတွေတေးပြီးလို့ထင်လိုက်ရပေမဲ့အဲဒီချိန်မှာပဲမထင်မထားတာတခုဖြစ်လာခဲ့ပါတယ်ဒီရက်ဒိုင်နိုဆောကြီးတစ်ခေါင်းရောက်လာပြီးတော့ Velociraptor တွေကိုတိုက်ခိုက်ပစ်လိုက်တာပါအဲလိုဒိုင်နိုဆောတွေအချင်းချင်းတိုက်နေကြတဲ့ချိန်မှာဒေါက်တာဂရန်ဒိုထွက်ပြေးလာခဲ့ကြပါတော့တယ်သူတို့ကိုဂျိုဟန်မွန်နဲ့ဒေါက်တာမေဂွန်တို့ကဂျက်ကားနဲ့လာခေါ်ပြီးတော့ ရဲရင်ကွင်းကိုပြေးလာခဲ့ကြတော့တာပါဒေါက်တာဂရန်ကတော့ဂျွမ်မုတ်ကိုကျုပ်သေးတာဆုံးဖြတ်ပြီးဒီဥယုံထောက်ခံချက်မပေးတော့ဘူးလို့ပြောလိုက်ပါတယ်နောက်ဆုံးမှတော့သူတို့တွေရဲရင်စီကိုရောက်လာကြပြီးဂျွန်းကနေထွက်ခွာဖို့လုပ်ကြပါတော့တယ်ဂျွမ်မုံကတော့သူ့ဂျွန်းကိုစိတ်မကုံသေးတဲ့အတွက်ဒေါက်တာဂရန်ကအဖိုးကြီးကိုဆွဲခေါ်လာနေရပါတယ်ရဲရင်ပေါ်မှာတော့ကလေးနှစ်ယောက်ကဒေါက်တာဂရန်ကိုမှီပြီးတော့အိတ်နေခဲ့ကြပါပြီအိုင်လွန်နဲ့ဒီဇလန်ကတဘာဝတရားကြီးကဖြတ်စည်းပြီးသားမျိုးစိတ်တစ်ခုကိုအသက်ပြန်သွင်းဖို့လုပ်တဲ့လူတစုကြောင်းမဲ့ဖွေရာတွေနဲ့ရင်ဆိုင်ရပြီးတော့ အဆုံးအသတ်သွားတာကိုမြင်လိုက်ရရင်းနဲ့ပဲဒီနေရာမှာဇာတ်သိမ်းထားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုဒီနေ့တော့ဒီဆက်မကတော့ပါပဲခင်ဗျာငယ်ဘွားဒိုင်နိုဆိုကြီးတွေကိုပြန်လည်မြင်တွေ့ခံစားလိုက်ရတဲ့အတွက်ဓမျိုးတစ်ပုံစိတ်ကျဉ်တတ်မယ်လို့ထင်ပါတယ်ဆိုတော့နောက်ထပ်အဆက်တီရှိသေးရနော်ဒီ Jurassic World နဲ့ပတ်သက်ပြီးတော့နောက်ထပ်ကားတွေ အများကြီးဆက်လာအောင်ပါပါနေစဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုဖို့လဲဖိတ်ခေါ်ပါစီ channel subscribe လုပ်ပြီးတော့ဘေးနားခေါင်းလုံးနှိပ်ထားလို့ရပါတယ်ဆိုတော့ဒီနေ့ dinosaur ကြီးရဲ့ကောင်းကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များချိန်ပေးခဲ့ကြတဲ့ပရိသတ်တောင်ချင်းစီတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ